အမောင်ထုပုံလွန်ပုဒ္ဒတာမရှိအတိတ်ပဲမရှိမြဝေဆရာဘာမှမရှိသေးတဲ့ကဘာဦးအစကာလကိုစိတ်ကူးထဲတွေးကြည့်လိုက်ပါထိုချိန်မှာဖျားတခင်ရဲ့နှုတ်ဘတ်တော်ကကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်း၍ဗာဓမဟုဆုံးနေမှာအလင်းကိုဖန်ဆင်းခဲ့ပါတယ်အလင်းဖြစ်စေအမိန်တော်ရှိ၍အလင်းဖြစ်လေ၏လို့ကဘာဦးကျန်ခန်းကြီးတိပိုင်ငယ်တုံးမှဆိုထားပြီးရှင်ယောဟန်ခန်းကြီးတိပိုင်ငယ်ကိုမှကတော့ဟောက်မှန်တော့အလင်းမူကဤလောကသို့ကြောက်လာလျက် ခတ်သိမ်းတော်လူအပေါင်းတို့အားအလင်းကိုပေတော်သူဖြစ်တည်းလို့ဖော်ပြထားတာတွေ့ရပါတယ်။အဲတော့ယနေ့ခြေတော်နေနဲ့အလားတူနဲ့ဆိုင်တဲ့ဝိညာဉ်ပိုင်းဆိုင်ရာအမောင်လောကထဲမှာနေထိုင်နေကြတဲ့လူသားမျိုးနွယ်များအတွက်ဖျားသခင်ဆေလွတ်လိုက်တဲ့နောက်ထပ်အလင်းပုံမပြည့်စုံတဲ့အလင်းအလင်းတစ်တီရောကေဒင်ပိုင်ရှင်ဖွားမြင်တဲ့အကြောင်းကိုမျှဝေခြင်းပါတယ်။တမမွေဆွေများအားလုံးမင်္ဂလာပါ။၃မိနစ်စာနောက်ဘက်တော်မှပြန်လည်ကြိုဆိုပါရစေ။ဒီနေ့တော့အလင်းတစ်ဖွားမြင်ပြီဆိုတဲ့ကောင်းစဉ်နဲ့မျှဝေသွားပါမယ်။ ်အဲ့တော့ပထမတစ်ချက်ဖန်ဆင်းခြင်းအလင်းကပ္ပဦးချန်းခန်းကြီးတဲ့ပိုင်ငယ်တုံးမှာဘုရားခင်ကလည်းအလင်းဖြစ်စေဟုမိန့်တော်မူ၍အလင်းဖြစ်လေ၏လို့ဖော်ပြထားတာရှိပါတယ်အဲ့တော့ဒီအလင်းဟာရုပ်ပိုင်းဆိုင်ရာကပ္ပကြီးရအသက်အရာအချိန်နဲ့ရှင်တန်မှုအတွက်လန်ခင်ပြခဲ့တဲ့အရာ ဖြစ်ပါတယ်။ဒီအလင်းဟာဖျားတခင်ရဲ့အုပ်ဆိုးမှုဖန်ဆင်းနိုင်စွမ်းနဲ့မိမိရဲ့ဖန်ဆင်းခံများအပေါ်ဆောင်းမမှုကိုပေါ်ပြနေတာဖြစ်ပါတယ်။တိုးတော်လူသားများပြမပြနောက ဤရုပ်ပိုင်းဆိုင်ရာအလင်းဟာဝိညာဉ်ရဲ့ရအမောင်လောကပိုင်းကို အပြည့်အဝအထောက်အကူဖြစ်စေနိုင်ခဲ့ပါဘူး။အတော့ဒုတိယတစ်ချက်ရွေးနှုတ်ခြင်းအလင်းရှင်ယောဟန်ခန်းကြီးတဲ့ပိုင်းငယ်ကိုရှင်ယောဟန်ကဟုံးမှန်သောအလင်းဟုမူကားဤလောကသို့ကြွားလာလျက်ခတ်သိမ်းသောလူအပေါင်းတို့အားအလင်းကိုပေးတော်မူဖြစ်သည်လို့ဆိုထားပါတယ်။အတော့ဒီစစ်မှန်သောအလင်းက တခင်ယေရှုခရစ်တော်ပင်ဖြစ်ပါတယ်။ ကဘာဦးအစဖန်ဆင်းချက်မှပါဝင်ခဲ့တယ်လို့ဒီနေ့ဖန်ဆင်းတော်မူသောဘုရားသခင်ရဲ့နှုတ်ကပတ်တော်ပင်လင်လူစားတိခံယူက ကျွန်တော်တို့ကြားတို့နဲ့ကြွားရောက်လာပြီဖြစ်ပါတယ် ဖန်ဆင်းခြင်းအလင်းကအရာဝတ္ထုများကိုမြင်စေရန်အလင်းဖြစ်ခဲ့ပါကတားတော်တခင်ယေရှုခရစ်တော်ကဖျားရခင်ကိုမြင်စေရန်ဖြစ်သလိုမိမိကိုတည်မြင်စေရန်အပြစ်နဲ့တခြင်းတရားရဲ့အမောင်လောကမှာလမ်းပြောင်းနေသူများအားလုံးကိုလမ်းခေကိုပြသနိုင်လို့အလင်းရှင်ဖြစ်တော်မူကြောင်းဒီနေ့တည်ဆေဖို့ရန်ဖြစ်ပါလေအဲ့တော့ကျွန်တော်တို့နိုင်ရှင်ကြီးတဲ့အခါမှာကပ္ပဝူအလင်းကပြင်ပကပ္ပကိုအလင်းပေးခဲ့ပါတယ် ခရစ်တော်ရဲ့အလင်ကလူတို့ရဲ့အတွင်းစိတ်နှလုံးအတွင်းပိုင်းကို အလင်ပေးနေပါတယ်။ပထမအလင်ကဖန်ဆင်းခြင်းရဲ့အစကိုအမတ်တာပြုပြီးတော့ဒုတိယအလင်ကရွေးနုတ်ကယ်တင်ခြင်းရဲ့အစကိုအမတ်တာပြုတာဖြစ်ပါတယ်။ဖျားခင်က အမောင်လောကကိုမနစ်တဲ့တကယ်တို့ကျွန်တော်တို့ရဲ့ဘဝကျွန်တော်တို့ရဲ့လူအဖွဲ့အစည်းနဲ့လုံးသားအတွင်းရှိဝိညာဉ်ရဲ့အမောင်ကိုလည်းမနစ်တဲ့ပါဘူး ဒါကြောင့်ဖျားရခင်ကကေရင်ရှင်အလင်းရှင်ကိုဇေလုခဲ့တာဖြစ်ပါတယ်။အဲတော့ကျွန်တော်တို့လိုက်လျှောက်ဖို့ရန်ကတော့ညီကိုမနမတို့ဖျားရခင်ကတင်းရဲ့ဘွားထေတို့အလင်းတစ်ကိုဖွားမြင်စေတော်မူပြီးဖြစ်ပါတယ်။ယေရှုခရစ်တော်ဖျားဟာတင်းအတွက်ထွန်းလင်းနေတော်စစ်မှန်တော်အလင်းဖြစ်ပါတယ်။အဲတော့ယနေ့ကျွန်တော်နေတဲ့တိုက်တွန်းခွန်အားပေးခြင်းပါတယ်။ဒီအလင်းကိုဝန်ခံပါမိမိရဲ့ဝိညာဉ်ရဲ့အမှန်ကိုဝန်ခံကခရစ်တော်ရဲ့အလင်းလိုအကြောင်းနားလေတဘောပေါက်ပါပြီးတော့ ဤအလင်းကိုလက်ခံပါယေရှုခရစ်တော်ဟာမိမိရဲ့ကယ်တင်ရှင်နဲ့အသက်တခင်အဖြစ်ယုံကြည်လက်ခံခြင်းဖြင့်တခင်ရဲ့အလင်းထိပ်တို့ဝင်ရောက်ပါ နောက်ပြီးဤအလင်းထိပ်၌ရှောက်လန်းပါနေ့စဉ်ဘဝမှာသူရဲ့နှုတ်ကပတ်တော်ကိုလေ့လာကဆုတောင်းပြီးနာခံပြီးတော့ရှောက်လန်းခြင်းအဖြစ်အလင်းဖြစ်တော်မူသောတခင်နဲ့ဤကဆွာရှိနေပါ ။နောက်ပြီးနောက်ဆုံးတစ်ချက်ဤအလင်းကိုမျှဝေပါ။မိမိအနေဖြင့်အလင်းကိုလက်ခံပြီးတင်းရဲ့ကဘာလောကကိုဤကေတင်ချင်းအလင်းအကြောင်းပြန်လေမျှဝေပါ။အဲ့တော့ဖျားသခင်ဒီအလင်းဖြစ်စေလို့မိန့်တော်မူတဲ့အခါအလင်းဖြစ်လာခဲ့ပါတယ်။ယနေ့သူကတင်းအတွက်အလင်းတစ်ကိုဖွားမြင်စေပြီးထိုအလင်းကိုလက်မလွတ်ပါနဲ့။ထိုအလင်းထိန်နဲ့ရှောင်းလန်းလိုက်ပါ။ယခုဖွားမြင်လာတော့အလင်းတစ်ဒီတင်းအတွက်ဖြစ်ပါစေတော့။အားလုံးမေရီခရစ်စမတ်ပါဖျားရှင်ကောင်းချီးပေးပါစေ။